အားလုံးပဲမင်္ဂလာပါများကောင်းစက်တဲ့ထလာမပြန်လဲကြိုးစို့လိုက်ပါရခင်ဗျာ အခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်းလေတော့တော်လန်ရေးပြီးသွားမှာကိုစိုးရိမ်နေသူများနဲ့တော်လန်ရေးမှာချမ်းသာနေသူများအကြောင်းကိုတင်ပြလာတယ် BNR ထောက်ဖို့တာဝန်ခံမောင်ရှိုင်းရဲ့ရုပ်သံမျိုးဖိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာ BNR ထောက်ဖို့တာဝန်ခံမောင်ရှိုင်းကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးအများပြည်သူသိအောင်ဘာတွေဘယ်လိုပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်း ခေါင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ဇာတ်ရည်နဲ့ပြောရင်လက်ရှိဖြစ်ပြနေတဲ့ဒေါ်လာရေးကြီးပေါ့ဖြစ်ပြနေတဲ့ဒေါ်လာရေးကြီးကဘာကြီးလဲဆိုတော့တအားလဲရည်ကျင်တယ်တအားလဲစိတ်ကုန်တယ်စိတ်ပြတ်တယ်ပေါ့နော်ဒေါ်လာရေးမှာကျွန်တော်ဘာလို့ဒီစကားပြောလဲဆိုတော့ အာကျွန်တော်တော်လန်ရေးရလေဘာကြောင့်ဒီလောက်ကြာနေလဲဆိုတော့တော်လန်ရေးကိုခုတုံးလုပ်ပြီးတော့တော်လန်ရေးကိုအာကျွန်တော်တို့ဟိုလှုပ်ရှားနေတဲ့လူလူမျိုးတွေကြောင့်လက်ရှိတော်လန်ရေးကကြာနေတာအာအရင်ဆိုရင်ကျွန်တော်တို့တော်လန်ရေးမလုပ်ခင်ဆိုရင်ဒါကိုပိုင်အာကျွန်တော်တို့လက်လွတ်စားသမားဘဝနေပြီးတော့မှအာလက်လွတ်စားဘဝနေပြီးတော့တော်လန်ရေးကိုရှင်းရှင်းပြောမယ်ဆိုလို့ရှင်တော့မသိခင်ပါတော့အာနေစားဘဝနဲ့ကျွန်တော်တို့အာရည်ရည်ရှင်တဲ့လူတွေအများကြီး တော်လန်ရေးတဲ့လုံလဲလုံပြီးတော့တော်လန်ရေးမှာတော်လန်ရေးတော်လန်ရေးတီအာ number the အာ number 1ပေါ့တော်လန်ရေးတီအဓိကတော်လန်ရေးတီအာဘယ်လိုပြောမလဲသူတို့ရဲ့ဘဝကြီးဖြစ်သွားတာပေါ့နော်အလုံးမလောက်တော့ဘူးအရင်ဆိုရင်ကျွန်တော်စပိန်နဲ့လူတွေကကြတော့စပိန်လေးနဲ့အလုံးသွားနေလူတွေဆိုရင်အခုဆိုလို့ရှိရင်ဒါတော်တော်လန်ရေးမှာအခုဆိုရင်ဆိုင်ကယ်တွေကားတွေကိုပိုင်ကျော်တိုက်တွေခြံတွေအိမ်တွေဝင်းနေနဲ့တိုက်ခန်းနေနဲ့ဖြစ်ကုန်ကြတယ်ဒါတော့လက်ရှိကျွန်တော်2022 2023ခရီးကကျွန်တော် live လုပ်ပြီးကျွန်တော်ပြောကြရတဲ့ အာအကြောင်းအရာပေါ့နော်ဒေါ်လာရေးမှာဖြစ်နေတဲ့အကြောင်းအရာလေးတွေအချင်းပြတ်ချစားမင်္ဂလာပါဟုတ်မင်္ဂလာမခင်သားကြီးဟုတ်အချင်းပြတ်ချစားတဲ့အာလူပုဂ္ဂိုလ်တွေပေါ်လာတဲ့ဟာကိုကျွန်တော်ဝင်ကားဝတီလင်္ကာရဲ့ကျွန်တော်တော်ကြီးပြောခဲ့တယ်ပေါ့နော်အခုထိုင်းနိုင်ငံဆိုရယ်ပို့ဆိုးတာပေါ့ထိုင်းနိုင်ငံမှာဘယ်လိုပို့ဆိုးလဲဆိုတော့အာတရားကကျွန်တော်အာရှင်းပြောမယ်ဆိုရင်လွတ်မြောက်နေမြေမှာဥမာပေါ့နော်ကျွန်တော်ဥမာနေကျွန်တော်ပြောတရားကကျတော့ လွန်မြောက်နေမြေမှာထိုင်းနိုင်ငံနဲ့တာလာလို့မရတဲ့လူတွေရှိတယ်လို့ပေါ့เนาะထိုင်းရနေပြီးတော့မှထိုင်းနိုင်ငံအစိုးရနေပြီးတော့လုံးဝကျွန်တော်တို့အာဒီတက်ပိုက်အာဒီဗီဇာတွေပါဖြတ်သိမ်းလိုက်တာပေါ့เนาะပိတ်သိမ်းလိုက်တဲ့လူစားတွေဒါဒီကျွန်တော်နေဆက်ဒီဘက်မှာမြန်မာပြည်အတွင်းနဲ့ဝင်လို့မရအောင်ထိုင်းနိုင်ငံနဲ့လာလို့မရအောင်အဲ့လိုလူတွေအများကြီးရှိတယ်တချို့ပေါ့เนาะလူတချို့ရှိတယ်အဲ့လိုလူတွေကြာဘယ်လိုလုပ်စားလဲဆိုတော့သူတို့ရဲ့မိသားစုကိုထိုင်းနိုင်ငံမှာထားတယ်ထိုင်းနိုင်ငံမှာအာအထိုင်အနေနဲ့ထားထားတယ်ပေါ့เนาะအဲချထားပြီးတော့မှဘယ်လိုလုပ်စားကြလဲဆိုတော့ တွေ့ကြထိုင်းနိုင်ငံရဲ့နေဆက်တနေရာမှာနေပြီးတော့မှတော်လိုင်းကိုဗန်ပြလှုပ်စားတယ်။ဥမာတော်လိုင်းကြီးမှာဘယ်လိုဗန်ပြလှုပ်စားလဲဆိုတော့တော်လိုင်းရဲ့နာမည်ကြီးတဲ့လူပုဂ္ဂိုလ်တွေတော်လိုင်းကြီးမှာအာအထင်ကြီးဖြစ်နေတဲ့အထင်ဖြစ်တဲ့နေရာတွေနာမည်ကြီးတဲ့နေရာတွေကိုအာဥမာပေါ့တကယ်အာကိုကိုတိုင်းဟိုလှုပ်တလူလူပါလူလူပေါ့နော်အမှန်တကယ်တော့လှုပ်နေတာတော့ဒီတော်လိုင်းမှာလှုပ်နေတာတော့တကယ်မြေပြန့်ရဲဘော်တွေနဲ့အာအာဇာနည်သူရဲကောင်းတွေကတကယ်ဒီတော်လိုင်းမှာတိုက်တကယ်ကိုထူးထူးကြီးကြီးနဲ့ဒီနေ့ဒီချိန်ကြီးလှုပ်နေတယ်။လှုပ်စားတဲ့လူတွေက၁၀လီထောက်ပို့တယ် ဒါကျွန်တော်တဲ့ပဲကျွန်တော်ပြောမယ်ဆယ်လီထောက်ဖို့လေဆိုတာကတော့လူသားကျွန်တော်ပြောတာမဟုတ်ဘူးเนาะကောင်းတဲ့လူတွေရှိဆိုဆိုးတဲ့လူတွေရှိတယ်အချို့တော့ဆယ်လီထောက်ဖို့တွေကဘလို့လှုပ်စားဆိုတော့ထိုင်းနိုင်ငံလည်းတက်လာလို့မရဘူးမြန်မာနိုင်ငံမှာလည်းသွားလို့လည်းမရဘူးစုပ်လဲစုစားလဲယူအဲ့အနေမိသားစုတွေဟုတ်တယ်ဟုတ်တယ်အမကြီးအာဟုတ်တယ်ဘက်ကအခုတိုင်းနေချီရှိနေကျွန်တော်ပြောပြမှာပေါ့เนาะကျွန်တော်စာရေးပြီးရေကျွန်တော်တင်ဒီလိုစကားပြောတာဆိုတာကဒီတော်လန်ရေးမှာအာတွေးခွဲတာလည်းမဟုတ်ဘူးနှောက်ရှက်တာလည်းမဟုတ်ဘူး တော်လိုင်းကိုစိတ်ပြက်အောင်ပြောနေရလည်းမဟုတ်ဘူးတော်လိုင်းကဘာကြောင့်ကြာနေလဲဆိုတော့ကျွန်တော်ပြောချင်တာဘာကြောင့်ကြာနေကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒကျွန်တော်တို့သွားချင်တဲ့လမ်းကြောင်းကျွန်တော်တို့ရချင်တဲ့အရာဘာကြောင့်ဒီနေ့ထိမရတာဒီနေ့ထိမပြီးတာလဲဆိုတော့တော်လိုင်းကိုလှုပ်ရှားတဲ့လူတွေရှိနေလို့မပြီးတာလှုပ်ရှားလှုပ်ရှားတဲ့လူတွေလှုပ်လှုပ်အာလှုပ်ရှားတဲ့လူတွေရှိနေလို့ပေါ့တော်လိုင်းအာလှုပ်ရှားတဲ့လူတွေရှိနေလို့မပြီးတာပေါ့ဒီတော်လိုင်းကိုဘယ်လိုလှုပ်ရှားကြလဲဆိုတော့အရင်ကတော့ဟိုဟာ ဟိုတခုခုအကြောင်းဘန်းပြပြီးတော့မှကုညီတလူလူအာဖေးမတလူလူဝင်းရံတလူလူလောက်ကြတယ်နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာကြလဲဆိုတော့ပတ်စံတွေကတောက်တောက်လေးဝင်လာတယ်ဗျာပတ်စံတွေကဒီလူတွေကယုံကြည်လာတော့နမိတ်တွေကြီးလာတယ်တောက်တောက်လေးဝင်လာတယ်ချို့ဆိုလို့ရှိရင်ဒါပေါ်တာတွေဖြစ်လာတယ်ဗောနော်တော်လန်ရေးမှာလှုပ်ရှားလို့အာပေါ်သွားတယ်အာလူလိန်ဆိုပြီးတော့ပေါ်သွားတဲ့လူရှိတယ်လို့ဒီနေ့ချိန်ဒီမပေါ်ဘဲနဲ့ဒါဘန်းအကောင့်မှာဘတ်ကိုတန်းတဲ့ချီရှိတဲ့လူလူစားတွေရှိနေတည်တယ်လက်ရှိရှိနေတည်ချို့ဆိုဒါဘန်ကောက်တို့အာမဲဆောက်တို့အာမဲပတို့ အဲ့ဒီမှာကျွန်တော်တို့ဟိုဒီနံမဲတခြားလူနံမဲတွေနဲ့ကွန်ဒိုတွေဝယ်တယ်ဒါတကယ်နော်စတိုက်ခန်းတွေဝယ်တယ်ကွန်ဒိုတွေဝယ်တယ်အာဒါကတော့အာသူတို့လှုပ်ဆိုင်လူတွေတည်ဆုံမယ်ဘယ်သူပဲပါကျွန်တော်မပြောတော့ဘူးမပြောဘူးပေါ့နော်ပြီးတော့တချို့ချို့တော့အာစီးပွားရေးပညာရှင်တွေလူပုဂ္ဂိုလ်တွေတည်တယ်ဟိုပါစင်နေတဲ့တို့ကယူတယ်ဗျအရင်ကျွန်တော်ပြောဘူးလေဒီစကားကကျွန်တော်ဟုတ်2022 2023ကျွန်တော်ရဲ့ live တွေမှာကြည့်ကြည့်ကျွန်တော်ပြောဘူးတယ် အကောင့်တစ်ကောင်တည်တယ်တဲ့ချင်းမိုင်မှာတာမင်းအတွက်ကွန်တိုတစ်ခုဘန်ပေါ်ဈေးမှာစိုင်ရှယ်စိုင်ရှယ်ရဖွင့်ထားတည်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တည်င်းနေလေတကယ်လေအာတချို့ချို့တော့လူတွေတည်တယ်ပေါ့နော်အာချင်းမိုင်မှာကျွန်တော်တို့ကွန်တိုတွေဝယ်ထားတာတွေနောက်ပြီးတော့ချင်းအာမဲပတို့မဲဆောက်တို့မှာလည်းဒီစိုင်တွေဖွင့်ထားတာတွေရှယ်ရာတွေဖွင့်ထားတာတွေကလပ်တွေအာဈေးတွေပေါ့နော်တချို့ဆိုလို့ဆိုရင်ဒါပတ်စံဒါငွေလွဲတွေအာရှင်းပြောမှဆိုလို့ဆိုရင်တော့ဒီကျွန်တော်တို့အစိုးရဖွင့်တဲ့အန်ယူဂျီအစိုးရဖွင့်ထားတဲ့အာဒီဘဏ်အကောင့်တွေအဲ့ဘဏ်အကောင့်တွေနေတဲ့ဆင့်ဥပမာပါတချို့ ဒီတရားဝင်ဘဏ်ကောက်မဟုတ်မဟုတ်တော့ကျွန်တော်တို့ငွေချင်းရတဲ့နေရာမှာအာဒီအခကျင်းငွေတချို့တွေအာပေးပြီးတော့မှခက်ခက်ခဲနဲ့ချင်းရတာရှိကြပေါ့ဒါရီလှူစားတာရှိကြဒါတော့ကိုယ့်လူကိုယ်ချင်းမလှူစားဝါတာအာချင်းပိုင်မှာဆိုလဲတာကိုနိုတွေဝယ်တယ်မြေတချို့နေရာတွေမှာကျွန်တော်တို့မတိတဲ့ဒီမြန်မာနိုင်ငံမှာအချင်းချင်းကျွန်တော်တို့ကျင်းပြည်နေမှာဆိုကျွန်တော်တိရတလောက်ပေါ့နော်အာကြားရတလောက်လေးကြားရတလောက်လေးကကျွန်တော်တို့အာတချို့တော့နေမြေဒီမှာဆိုလို့စင်ကျွန်တော်တို့ ਨੇ စန့်ကျင်ဘက်နေမြေဒီမှာဆိုလို့ရှိရင်ဒါမြေကွက်တွေဝယ်ထားတာကြီးတောင်ရှိတယ်လို့တော့သတင်းကြားထားတယ်ပေါ့အာနောက်ပြီးတော့24နာရီဒါ internet line တွေအများကြီးရ line ပေါ်မှာ24နာရီရှိနေတဲ့လူတယောက်ကတော်လန်ရေးမှာပါဝင်ပါတယ်ဆိုတဲ့အရာကလုံးဝမဖြစ်နိုင်ဘူးလုံးဝလည်းကျွန်တော်ယုံကြည်မရှိဘူးနောက်ပြီးတော့ဘာအလုံးမမလုပ်ဘဲနဲ့အာ automatic ချမ်းသာနေတယ်အများကြီးလဲကျွန်တော်တို့အာထားပါအောင်ကျွန်တော်တို့ youtuber တချို့ကြတော့လည်းအာဒီ youtuber ပတ်ဆိုင်ရတာတို့ facebook ပတ်ဆိုင်ရတာ tiktok ပတ်ဆိုင်ရတာတို့ကပြောနေတာနိုင်ငံတကာကနေကျွန်တော်တို့အဲ့ဟာပတ်ဆိုင်ရတဲ့ဟာကအဲ့လောက်ရတာမဟုတ်ဘူး ပြီးတော့ထိုင်းနိုင်ငံမှာလက်ရှိအာဒါကျွန်တော်လည်းပညာတတ်တရားပဲပညာတတ်ဆိုတာကတော့ဘွေရပညာတတ်ကျွန်တော်ပြောတာပေါ့နော်ကျွန်တော်ထိုင်းနိုင်ငံမှာကျွန်တော်ဟိုဟာကျွန်တော်ရဲ့ထမင်းမငတ်တဲ့ပညာရတရားကိုကျွန်တော်အာနဲ့ကျွန်တော်ရက်တည်နေတယ်ထိုင်းနိုင်ငံရဲ့အခြေအနေကလေကျွန်တော်ထက်ဟိုပညာတတ်ပြီးတော့မှဟိုဘယ်လိုပြောရမလဲဒီလုပ်ငန်းတွေမှာ လာကကောင်းကောင်းလည်းလောက်တဲ့လူလည်းရှိတယ်ပေါ့နော်အဲကျွန်တော်တို့လူရိုးရိုးကျွန်တော်တို့လက်လောက်နေစားသမားတွေတချို့ကြတော့စိုင်ဖွင့်တာတွေစိုင်ကန်ဖွင့်တာတွေအတူချီစားတာတွေအထိုင်းနိုင်ငံမှာရှိပြီးသားပါမြန်မာပြည်သားတွေမှာချဲရောက်တာတို့ဘာလို့ပေါ့နော်အများကြီးရှိတယ်အဲအဲ့လိုမလောက်ပဲနဲ့ရိုးရိုးဘာလောက်မှမလောက်ပဲနဲ့ပတ်စံရှိနေပြီးတော့အားနေမဲဆောက်စင်းတာအားနေဟိုသွားဒီသွားတော်လန်ရင်းမှတော်လန်ရင်းကြီးဖြစ်နေတဲ့လူတွေပတ်စံရှိတာဒါဒါလုံးဝမယူသားဘူးအဲဒီခေါ်ရရဒီရရရတယ်နောက်တစ်ချက်နေနေက အာထုတ်ဖော်တဲ့လူတွေဆိုလို့ရှိရင်ဘလို့ထိုင်းနိုင်ငံရဲ့အကျင့်စာရိုက်တာဘလို့ရှိလဲဆိုတော့ပြောပြတဲ့လူတွေဆိုလို့ရှိရင်ဒါဒီလူကဒလန်အာစကားစားရဲ့တည်င်းပြီးအာနောက်ပြီးတော့တော်လိုင်းကိုဖျက်လို့ပျက်စီးလုပ်နေတဲ့လူဆိုပြီးတော့မှဟိုအဆုပ်ပြီးတော့မှပေါ့နော်အာဆုပ်ပြီးတော့မှရန်အာပြောရမို့ရန်စကားတွေပြောတာတို့နောက်ပြီးတော့သွေးခွဲတာတို့နောက်ပြီးတော့ရန်ရှာတာတို့အာဒါတွေကရှိတယ်ဒါထိုင်းနိုင်ငံမှာဒါကတော့အချင်းချင်းနဲ့မှဖြစ်နေတဲ့ကြက်ပြဿနာတွေပေါ့ချင်းမိုင်မေပမင်းဆော့ အာနောက်ပြီးတော့မြောက်ပြည်ဘက်တွေမှာကျွန်တော်ခြံနေမီကွက်တွေအိမ်တွေနောက်ပြီးတော့ကွန်ဒိုတွေဘန်ကောက်တွေမှာတိုက်ခန်းတွေနောက်ပြီးတော့တချို့ဆိုရင်ဒါတချို့တော့ဒီစီးပွားရေးပညာရှင်နဲ့တချို့တော့စကားဆနဲ့တောင်မှပူးတွဲပြီးတော့ရှယ်ယာတွေဝင်လာတာတွေလည်းရှိကြနော်အဲဒါကတော့အချင်းချင်းသူတို့ တို့လူတို့အချင်းချင်းတည်ဆုံမှာကျွန်တော်တရားပိတ်တယ်မင်း percentage ဘလောက်9% percentage ဘလောက်အမြင်ဒါလုပ်ပြီးသူကြတော့ဘလို့လဲ bank account တစ်ခုကိုအာထိုင်းမှာ bank account တစ်ခုနဲ့နာမည်ခံတဲ့အဲ့ bank account နဲ့နောက် bank account တစ်ခုလွှဲပြီးတော့နောက် bank account နေတစ်ဆင့်အဲ့ရ percentage ဖြတ်ပြီးတော့မှနောက်ကျွန်တော်မြန်မာနိုင်ငံကိုတွင်းတဲ့လူပုဂ္ဂိုလ်လက်ရှိတယ်ပေါ့အာပြီးတို့သားသမီးတွေတို့မိသားစုတွေတို့မိန်းမတွေတို့ယောက်ျားတွေဆိုလို့ရှိရင်အာထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ရှင်းရှင်းပြောမှဆိုရင်ဟို တခုခုလောက်ဘန်းပြပြီးကြတယ်ကြီးကြီးတန်းဘန်းတန်းတဲ့ရှင်နဲ့ချမ်းသာနေတယ်အရင်တော်လိုင်းမလုတ်ခင်ဆိုလို့ဆိုရင်ကျွန်တော်တို့ဘာမှမရှိတဲ့လူတွေကအခုဆိုလို့ဆိုရင်နောက်ဆုံး iPhone အနေနဲ့အလုံးဝတကယ်နာမည်ကြီး branded တွေနဲ့တကယ်ဟိုဟိုကြီးကြီးတက်ကိုဗျာဟိုချမ်းဟိုချမ်းသာနေတယ်တိတ်တိတ်ပုံချမ်းသာနေတဲ့လူတွေအများကြီးရှိတယ်ဒီတော်လိုင်းကြီးမှာဒါတွေလူတွေကယုံပြီးတော့လှူတယ်ထောက်ပံ့တယ်ပြောတဲ့စကားလုံးတိုင်းကိုလက်ခံတယ်ကျွန်တော်အုံနောက်နဲ့ကျွန်တော်ထမင်းစားပြီးကြီးတဲ့လူတွေတော်တော်များတော်လိုင်းကြီးဘာကြောင့်ကြာနေလဲနာမည်ကြီးတဲ့လူထားပါအောင်စစ်မတိုက်ပဲနဲ့ဘာ ော်လိုင်းရေးကာလာစပြီးမှန်တယ်တော်လိုင်းရေးပါဝင်ခဲ့တယ်ကျွန်တော်တို့လည်း2021ကနေပါဝင်ခဲ့တယ်အခု2025ရောက်လာပြီကျွန်တော်တို့ပါဝင်ခဲ့တာပေါ့နော်အဲ့အဲ့လိုပြောကြည့်တာဆိုလို့ရှိရင်ငါးဘာခေါင်းညာခေါင်းကြီးပြောပြောလို့ရတယ်ပေါ့နော်2021ကနေစပြီးတော့အနာသိင်းကြီးကစပြီးတော့ပါဝင်ခဲ့တယ်အခု2025အထိကိုကျွန်တော်ပါဝင်ခဲ့တယ်တော်လိုင်းဆိုတာဘာမှမသိဘူးနိုင်ငံရေးဆိုတာလည်းဘာမှမကျွန်တော်တို့မသိဘူးဒါပေမဲ့သိတာတော့အမှန်တရားအတွက်နဲ့ကျွန်တော်လက်ရှိရည်တည်နေပြီးတော့မှဒီတော်လိုင်းကိုကျွန်တော်လှုပ်ဆောင်ခဲ့တယ်လှုပ်ဆောင်နေတယ်ပေါ့နော် အဲ့လိုအဲ့လိုတဲမှာလဲငါးဘိုင်ညာကြီးဆိုတဲ့အရာထက်ကိုတော်လိုင်းအမြန်ပြီးပို့လို့တယ်အခုဆိုလို့ရှိရင်အရင်ကလက်သုံးချောင်းထောင်ပြီးတော့မှအရေးတော်ပုံအောင်မယ်ဆိုတဲ့လူတွေကအခုကအရေးတော်ပုံကြာပါစေဆိုတဲ့ပုံစံဖြစ်နေတယ်တော်လိုင်းကြီးအွန့်ရှိပါစေဆိုတဲ့အာလူပုဂ္ဂိုလ်တွေများလာတယ်မယုံဘူးဆိုလို့ရှိရင်အဲ့ဒီလူတွေတကယ်တချို့တချို့ဆယ်လီတွေပေါ့နော်တချို့တော့တကယ်ထောက်ပို့ကြီးတွေလက်ချို့တော့ထောက်ပို့တွေပေါ့နော်အာလူသားကျွန်တော်ပြောအောင်နော်တစ္ဆာကြီးနဲ့တောက်ပြီးတော့မှ မီဒီယာရှေ့မှာဘဝအဆက်ဆက်တော်လိုင်းကိုကျွန်တော်ပြီးအောင်ကျွန်တော်ပြောတာเนาะပြီးစီကျွန်တော်ကြောင့်ပြောစကားအာကျွန်တော်ချိန်ရဲတယ်ကျွန်တော်လက်ရှိထပ်ဖို့လဲလုပ်နေတယ်လို့အာကိုယ့်ရဲ့စီအာကိုယ့်ရဲ့အာစာပွင့်နေစီပွားရေးအတွက်လဲတက်တဲ့ပညာကိုကျွန်တော်ရက်တည်နေတယ်ပြီးကျင်တယ်ဗျလက်အလိမ်မပေးပြီးတော့ပြည်သူတွေရဲ့ချွေးနေစာကိုအလိမ်မခံမခံစီကျင်တော့လူတွေလိန်နာတွေခင်ဗျားတို့လည်းအားလုံးအားလုံးပေါ့နော်ဒါပြည်သူတွေလည်းတိမယ်လို့ကျွန်တော်မြင်တယ်တိ သိမယ်လို့လည်းနားလည်မယ်လို့လည်းကျွန်တော်ထင်တယ်။ရင်းနှစ်တဲ့နှစ်တရားလည်းလူတွေနေပေါ်လာတယ်။ခင်ဗျားတို့အားလုံးအထင်ကြီးနေတဲ့လူတွေကမထင်မှတ်တဲ့အရာတွေလောက်ရတယ်။မိမကိစ္စတွေပတ်စံကိစ္စတွေတော်လိုင်းရေးဘတ်ဂျက်တွေဘတ်တာတွေဘုံတာတွေဝတ်တာတွေခိုးတာတွေတုံးတာတွေနောက်ဆုံးတော့ကိုယ်ပိုင်စီးပွားရေးတွေဖြစ်သွားကြတယ်။တော်လိုင်းရေးဘန်းပြပြီးတော့မှတကယ်ကိုအာယုံကြည်ရပါတယ်ဆိုတဲ့လူတွေအထင်ကြီးရပါတယ်ဆိုတဲ့လူတွေရိုးသားပါတယ်ဆိုတဲ့လူတွေကအခုကိုယ်ပိုင်စီးပွားရေးနဲ့ဖြစ်နေကြပြီ။ အင်တာနက်လိုင်းမှာ24နာရီတော်ထဲမှာဒါတချို့ကြတော့တော်ထဲမှာနေတာအင်တာနက်လိုင်းက24နာရီရတယ်။ဘာလုံးမှမရှိဘူးเนาะတော်လိုင်းကြီးတချို့အဖွဲ့တွေကအင်တာနက်လိုင်းပေါ်မှာရှိတယ်ဆိုတာကစီရေးအရာအလှူရှင်တွေရဲ့အာထပ်ပံ့ပံ့ပိုးမှုတွေနဲ့အင်တာနက်လိုင်းပေါ်မှာရှိနေတာချို့တော့ထပ်ပို့တွေ24နာရီအင်တာနက်လိုင်းပေါ်မှာရှိနေတာဘယ်ကပတ်စံနဲ့ရက်တည်နေတာကျွန်တော်မသိလို့ကျွန်တော်ကဟိုဟိုတချို့ကြတော့ထင်ကြီးနေတယ်လို့ကျွန်တော်ပြောတာပါသူတို့မိသားစုတွေ ထားပါအောင်မိသားစုတွေထောက်ပံ့လို့တချို့ကြတော့မှန်တယ်မိသားစုဒီမှာစီးပွားရေးလာတချို့တော့အမှုပညာရှင်တွေဆိုလို့ဆိုရင်ကျွန်တော်တကယ်လေးစားတယ်ဗျဒီကျွန်တော်တို့တာမန်ပြည်သူတွေနဲ့တဒန်းနဲ့တတားနဲ့ကျွန်တော်တို့စီးပွားရေးရှာပြီးရိုးသားဆောင်တဲ့စီးပွားရေးရှာတယ်ဒေါ်လာရင်းဘန်းဘန်းမပြဘူးလုံမစားဘူးချို့တော်မိသားစုတွေကြတော့အာဒါဒါထိုင်းနိုင်ငံမှာဆိုရင်တော့ကျွန်တော်ပြောချင်တာဘန်းအကောင့်တစ်ခုကိုတပည့်တစ်ယောက်လောက်ကိုကျွန်တော်တို့မွေးလိုက်လက်သက်မွေးလိုက်ဗျလက်သက်မွေးပြီးတော့အဲ့ဘန်းအကောင့်ကနေသူတို့ ထားပေါင်ဒီဒီဘန်ကောင်နေပြီးတော့မှအဲ့ဘန်ကောင်တွေကိုထည့်ခိုင်းတယ်ထည့်ခိုင်းပြီးနောက်အဲ့သူတို့ရဲ့နောက်ွယ်ရာဘန်ကောင်တစ်ခုထပ်ပြီးတော့ချိန်ခိုင်းတယ်ပြီးတော့မှ percentage တွေသူတို့ဖြတ်ကြတယ်ဒါကတော့သူတို့အတွင်းလူတွေကပြောပြတော့မှဒါကျွန်တော်တို့ကပြန်သိရတာပေါ့နော်အတွင်းလူတွေမပြောဘူးဆိုရင်ဒီကိစ္စလည်းလုံးဝမသိရဘူးအတွင်းလူတွေမပြောဘူးဆိုရင်လုံးဝမသိရဘူးဒီဒီခိုးတဲ့ဟွက်တဲ့ဟာတွေကဘာကြောင့်ပေါ်လာလဲဆိုတော့ဒီကိစ္စအကြောင်းပေါ်လာတယ်နောက်တစ်ချက် အာကျွန်တော်လိုအပ်တဲ့ချိန်ကြလို့ဆိုရင်အရင်2022 2023 2024ကတည်းကပြည်သူတွေကဝန်းရံခဲ့ကြတယ်ထိုင်းနိုင်ငံပြည်သူတွေတော်တော်များများကအာထိုင်းနိုင်ငံကနိုင်ငံကအတိတ်ကကျွန်တော်တို့မြန်မာအတိုင်းအတာညီကောင်မတွေတော်လိုင်းရေးအတွက်ဆိုပြီးတော့ဝန်းရံပြီးတော့မှအာပါဝင်ပြီးတော့မှကျွန်တော်တို့ကူညီပေးကြတယ်ရှိတဲ့ချွေးနှဲစာတွေရှိတဲ့ပတ်စံတွေရှိတဲ့အရာတွေကိုရောင်းချပေါင်နှံအာထုခွဲပြီးတော့မှတော်လိုင်းရေးအတွက်ကိုအလုံးလိုက်ခဲလိုက်ပါဝင်လာကြတယ်အဲ့ဒီအနေထားမှာတော်လိုင်းရေးကိုရိုးသားမှုမရှိဘဲနဲ့ တော်လိုင်းရေခုတော့လှုပ်ရှားနေတဲ့လူတွေက percentage တွေနဲ့ကျွန်တော်တို့ကတော်လိုင်းကိုလှုပ်နေတာမြေပြောင်မရဘူးရောက်တယ်မထင်နဲ့အစွန်အဖျားလောက်ပဲရောက်တာမြေပြောင်အစွန်အဖျားလောက်ပဲရအဲ့ကြောင့်တော်လိုင်းကဒီနေ့ထိကြာနေတာလိုအပ်တာတွေမှာတိုင်းရင်းသားတချို့တော့တိုင်းရင်းသားကျွန်တော်အီအီတို့ဘက်ဆိုရင်တကယ်ရခိုင်လူမျိုးတွေတကယ်ကျွန်တော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 ်နဲ့ခင်တဲ့ရခိုင်လူမျိုးတွေကျွန်တော်ရှိတယ်သူတို့တွေဘာကြောင့်စီလုံးလဲထောက်ပံ့နဲ့ထောက်ပံ့ငွေကစင်းအတိကျနဲ့သွားရတယ်ဘတော်မှကြည့်ကြည့်လိုက်တချို့တော့ဒီ ဒါရခိုင်လူမျိုးတွေကျွန်တော်ဥပမာအနေနဲ့ကျွန်တော်ပြောတာနော်အာခဏခဏကျွန်တော်တို့ဆင်းပြီးတော့မှသွားပြီးတော့အာပတ်စံတွေသွားထောက်ပံ့တာတို့အာတင်တာရှိဘူးလားကျွန်တော်မြန်မာလူမျိုးတွေပဲရှိတယ်မြန်မာလူမျိုးတွေကလေပတ်စံလွယ်လွယ်နဲ့ရလာပြီဆိုလို့ဆိုရင်အဲ့ရလာတဲ့ပတ်စံကိုကိုယ်တွေရဲ့ပတ်စံတချို့နည်းတယ်ကိုကိုတိုင်းရှာတဲ့ပတ်စံနဲ့ဒီလမ်းစရိတ်တွေအတုံးစရိတ်တွေကိုဟိုတုံးပြီးတော့မှအတုံးပြုတ်ပြီးတော့မှသွားပြီးလှူတယ်ဆိုတာနည်းတယ်လူနည်းတယ် အလူခံရတဲ့အလူခံရတဲ့ပတ်စံထဲကနေပြီးလမ်းစိတ်တွေစားစိတ်တွေကုန်ကျစိတ်တွေအကုန်သုံးပြီးတော့မှအာဘလောက်ဘလောက်အဲသိန်း50သိန်းအဲ့အလူတွေဟာပြည်သူတွေချူနေစားပဲသွားမဲ့အစားဒီမှာကျွန်တော်တို့ရတဲ့ပတ်စံကိုစုပြီးတော့တထောင်ရက်တသိန်းရက်သွားစရာမလိုဘဲနဲ့အဲ့သွားမဲ့စည်းရိမ်တထောင်တထောင်လှူလို့ရတယ်အဲ့လိုကလာဆိုရင်ဒီဒေါ်လာရက်အခုချိန်ပြီးနေပြီကြာနေတာအဲ့ကြောင့်ကြာနေတာပြည်သူတွေက ဂျင်းထဲလို့ကောင်းတော့ကျွန်တော်မြန်မာနိုင်ငံသားတွေတော်တော်များဂျင်းတအားကြိုက်ဂျင်းတော်တော်ကြိုက်ဂျင်းတော်မှာတော်တော်မီယိုးဖလားကြိုက်တယ်လို့တော့ပြောရမှထင်တာပဲเนาะအာအပြောချိုတာတွေစကလုံးကောင်းတာတွေကြိုက်ကြတယ်တကယ်လက်တွေ့သမားတွေလှုပ်ဆောင်နေတဲ့အရာတွေကိုကျွန်တော်မကြိုက်နောက်တစ်ချက်ဆယ်လီတွေကိုတအားကြိုက်ဆယ်လီတွေကြိုက်တာများတော့ဆယ်လီရဲ့လှုပ်ရှားပါတယ်လူတိုင်းကိုကျွန်တော်မပြောဘူးเนาะဆယ်လီတိုင်းကိုကျွန်တော်မပြောဘူး ျွန်တော်နာမည်နဲ့ထည့်မပြောထားဘူးကျွန်တော် live တွေမှာရောကျွန်တော်ရဲ့စာတွေမှာရောကျွန်တော်နာမည်ထည့်မပြောဘူးလူဆိုတာအစိုးနဲ့ကောင်းတယ်အမြဲတမ်းတွန်တွဲနေတယ်ကျွန်တော်တို့လည်းမင်းရဲ့ဆယ်မင်းရဲ့ဆယ်ဒီမို့တော့ပြောမှာကျွန်တော်လည်းဆယ်ဒီပါပဲနာမည်နာမည်ရှိနေရပါလေဆယ်ဒီဆိုတဲ့အရာတော့အာကိုကိုတိုင်းဆယ်ဒီတတ်မှတ်တော့ဆယ်ဒီပါကျွန်တော်လည်းဆယ်ဒီပါပဲမြေပြောက်ကိုတိုက်ရိုက်သွားဖို့ကျွန်တော်အနေနဲ့မြစ်တာရက်ခန့်အပ်တယ်ဘယ်ဖွဲ့ဖွဲ့စည်းမစို့တကယ်လုံနေတဲ့အဖွဲ့အစည်းတွေအများကြီးရှိတယ်လိုင်းပေါ်မှာကျွန်တော်တို့ပြောနေမယ်တချို့ကျတော့လိုင်းပေါ်မှာလာပြောနေတာတိုက်တာက ်အတော်လန်ရေးမှာကအချို့သောစစ်စင်ရေးတွေမှာတိုက်တာရဲဘော်တွေနဲ့အဖွဲ့စည်းတွေတိုက်တာတို့ကြတော့အဲ့ဓာတွေကိုအခွင့်ကောင်းယူဘန်းပြပြီးတော့မှနမကြီးတွေတွားလှမှယုံကြည်ကြတာတို့အဲ့ဓာတွေလုံနေတာ2022 2023ကလေးကဟိုတစ်တော့တွေမှာကစ်စားတဲ့ကစ်ပေါ့အဲ့လိုပဲကစ်စားလို့ပဲအကောင်လုံးကပတ်စံတွေလိန်သွားပြီးတော့ညာသွားပြီးတော့မှမိမတွေတောင်လာတင်တောင်းသွားကြတယ်လေဘာအလုံးမမလုပ်ဘဲနဲ့အချို့ချို့တော့ဆယ်လီတွေချို့တော့လူပုဂ္ဂိုလ်တွေဆိုလို့ရှိရင်တွန်လိုင်းပတ်စံတွေပဲဆင်းလိုက်တက်လိုက်မဲဆောက်ကိုအခါဝမ်းများလာလို့ပြီးတော့ နောက်ဆုံးထိုင်းနိုင်ငံမှာတော့မိန်းမကိုလာပြီးတော့တော်လိုင်းပတ်စံနဲ့ပဲလာတင်တောင်းသွားတာအလုံးမရှိအလုံးအလုံးမလုပ်ပဲနဲ့ဒါတွေအများကြီးလက်တွေ့ရှိတယ်နောက်ဆုံးကလပ်တွေဘားတွေသွားတဲ့လူတွေလည်းအများကြီးပေါ်လာတယ်ဒါအားလုံးလည်းသိပြီးသားဖြစ်ပြီးတဲ့အရာကိုပြန်ပြောပြတာမဟုတ်ကျွန်တော်တို့ကအမှတ်မရှိလို့ပြည်သူတွေတချို့ကအမှတ်မရှိပြည်သူတွေတချို့ကအမှတ်ရှိတယ်အမှတ်ရှိတော့တော်လိုင်းကိုစိုက်ကုန်လာတယ်စိုက်ပြက်လာတယ်သွေးအေးသွားကြတယ်ငါတို့ချွေးနေစားတွေကတကယ်မြပြောင်းမရောက်ပါဘူးဆိုတဲ့စိတ်တွေဝင်လာတယ်အခုလက်လောက်စားလူတွေရှိတယ်ချင်းမိုင်မှာ ါကျွန်တော်တိတလောက်ချင်းမိုင်မာတို့မဲဆောက်တို့မဲပါတို့မှာကွန်ဒိုတွေတိုက်ခန်းတွေဝယ်တယ်လို့သတင်းကြားရတာရှိတယ်။ကိုချင်းချင်းပဲလောက်စားတကယ်နမည်ကြီးတွေပဲလောက်စားနေတာဟုတ်နမည်ကြီးလူတွေကပဲလို့လောက်နေတယ်။အရှိန်မှာမီဒီယာတို့ကျွန်တော်တို့လူပုဂ္ဂိုလ်တွေအရှိန်မှာဘန်တစ်ခုကိုကျွန်တော်တို့ကတို့ကတာဂက်ကိုဒီဘက်မှာကယာကနန်းလောက်ယာကနန်းလောက်ဝင်ဖို့ဒီဘက်မှာဆယ်ကနန်းလောက်တို့ရင်းထားတယ်။တို့ကကြာဒီမီဒီယာနယ်ပယ်ကလူမှုနယ်ပယ်တွေမှာတအားကျွမ်းကျင်တဲ့လူပုဂ္ဂိုလ်တွေဖြစ်နေတဲ့အတွက်ကြောင့်တကယ် တကယ်တချို့တော့နာမည်ကြီးတဲ့လူတွေเนาะသူတို့မိသားစုရဲ့ background လိုက်ပြီးစုံစမ်းကြည့်လိုက်ကျွန်တော်ပြောတာမယုံအာကျွန်တော်ဒီတချို့တော့အရာတွေမှာကျွန်တော်ပြောတဲ့စကားတွေอ่ะ2022 2023ကကျွန်တော်ပြောနေတာမယုံဘူးဆိုလို့ရှိရင်မိသားစုတွေရဲ့နောက်ရဲ့ background ပေါ့เนาะသူတို့မိသားစုဘလို့ချမ်းသာနေလဲဘလောက်တောင်ပိုင်ဆိုင်မှုရှိနေပြီလဲဆိုတော့တော်လိုင်းရဲ့ကာလနဲ့အခုတော်လိုင်းမလုပ်တဲ့ကာလနဲ့အခုတော်လိုင်းလုပ်တဲ့ကာလမှာဘလောက်တောင်ချမ်းသာနေဘလောက်တောင်မှအဆင်ပြေနေလဲဘလို့တောင်မှရည်တည်နေလဲဘတ်အဲဘန်အကောင့်တွေမှာဘတ်ကို ဘန်းငွေနော်ဘန်းငွေနဲ့တန်းနဲ့ရှိတိန်းနဲ့ရှိရှိနေဘယ်လောက်တောင်ရှိနေပြီလဲဆိုတာကိုစုံစမ်းကြည့်လိုက်အဲ့ဟာကတော့စုံစမ်းတာကတော့ကျွန်တော်တို့လိုက်ပြီးတော့အတူကစုံစမ်းလို့များအတွင်းလူတွေပဲသူတို့ရဲ့အနီးအနားမှာရှိနေတဲ့လူတွေအတွင်းလူတွေစီကနေမေးကြည့်လိုက်တာနဲ့အဖြေအပေါ်နေပြီနောက်ဆုံးမှာပစ္စည်းတွေနဲ့ကွန်ဒိုတွေဝယ်ထားတဲ့တခြားနမည်ပြောက်တွေနဲ့ကွန်ဒိုတွေဝယ်ထားတယ်ဒါကတော့သူတို့ရဲ့အတွင်းလူသူတို့ရဲ့ရှင်းပြောင်းဆိုအနားလူတွေရပဲအာပြောပြလို့မှတိရတဲ့အရာတွေပေါ့ပြန်ပြီးကြားလာတဲ့အရာတွေပေါ့မပြောရကြတာရှိသေး ော်လိုင်းရင်းမှာသွေးအေးဝါသွေးအေးဝါမှာတို့ဒါပေမဲ့လှုပ်ရှားသူတို့ကလှုပ်ရှားနေတာတော့လှုပ်ရှားနေဒီဘက်မှာငစားကိုပြတယ်ပြည်သူတွေကငစားတာမြင်တယ်ငမားချစ်ကိုမမြင်ကြအောင်ဒါကျွန်တော်တို့ပြည်သူတွေရဲ့စိတ်ပေါ့လှူမယ်ဆိုရင်ဓာတ်ရိုက်သွားကြပါအဖွဲ့အစည်းတွေကိုအဒီလူကနမည်ကြီးလို့ဒီလူကတကယ်ပေးဆက်ပေးဆက်တဲ့လူတွေကတအားကြဖို့ကောင်းတာတချို့တော့ပေးဆက်ပါတယ်ဆိုတဲ့လူမျိုးတွေကတအားကြဖို့ကောင်းတယ်ဒါလက်တွေ့ကျွန်တော်တို့ကပေးဆက်ပြီးလုပ်နေပါကျွန်တော်တို့ကဘလို့ကြီးလုပ်နေပါဘာဘာကြီးလုပ်နေပါလဲဆိုတော့ တချို့တော့လူเนาะကျွန်တော်လူတိုင်းကိုကျွန်တော်မပြောလူတိုင်းကတအားချက်ဖို့ကောင်းတာသူတို့မိသားစုတွေကတအားချမ်းသာနေတာတတော်ချမ်းသာနေတာခင်ဗျားတို့ခင်ဗျားတို့လှူရဆိုတာတော့ကအခုနောက်ပိုင်းဘလူတွေလောက်လာကြရဲဆိုတော့အလိန်တွေပေါ်လာမှာစိုးတော့မြို့မိသားစုလိုက်ကိုဂျိန်ဂျိန်ဆိုခန်းကြီးကြည့်လိုက်ဂျိန်ရဲလားဆိုတော့လုံးဝမဂျိန်ရဲဘူးဘဝအဆက်ဆက်နဲ့ဂျိန်ခန်းကြီးကြည့်လိုက်ဒီမဂျိန်ရဲဘူးเนาะတော်လိုင်းရေးပတ်စံမစားဘူးဘာမှမွေထားပါဘူး ဘာမှမရှိပါဘူးဘာမှမပိုင်ဆိုင်ပါဘူးဆိုတဲ့အရာနဲ့ချိန်ကြီးကြည့်လိုက်ချိန်ခိုင်းကြည့်ကြည့်လိုက်လက်သုံးချောင်းထောင်ပြီးချိန်ခိုင်းတာမဟုတ်ဘူးနော်လက်သုံးချောင်းလူလန်းထောင်ပြီးချိန်နေတာပဲသစ္စာရေးတောက်ပြီးချိန်ခိုင်းကြည့်ကြည့်လိုက်ဘဝဆက်ဆက်သားစင်ကြီးဆက်ပေါ့မချိန်ရဲကြဘူးနောက်ပိုင်းကျတော့လှူပြလာတယ်ပေါ့လှူလဲဆိုတဲ့အရာအစွန်ဖျားလောက်ပဲဗျခိုးထားတာတွေကွက်ထားတာတွေဗတ်ထားတာအဲပတ်စံနေတွေကနေပြီးအစွန်ဖျားလောက်ကိုလှူပြတယ်တော်လိုင်းမှာဘလို့ပါဝင်လဲပေါ့ဘလောက်ထိ လှုပ်ဆောင်ပေးနေလဲပေါ့ဘယ်လိုဒီထောက်ထောက်ပို့ပေးနေလဲပေါ့ဘယ်လိုလှုပ်ဆောင်ပေးနေလဲဆိုတော့အာတိရအောင်ပေါ့ဒါတွေနောက်ဆုံးကျတော့ဘယ်လိုတွေဖြစ်လာကြလဲနမေကြီးတွေကိုကတ်လာတယ်နမေကြီးရဲ့နေရာတွေကိုအာလိုက်ပြီးတော့မှလှုပ်ရှားမှုတွေပုံပုံရိပ်ပုံရောင်တွေပြလာတယ်အများကြီးရှိလာတယ်ဒါတော့တော်လန်ကြီးရဲ့လောက်ကပေါ့နောက်ပြီးတော့နောက်ွယ်ရာမှာကျတော့တမျိုးတမီပေါ့နော်မပီးသေးတာဘာကြောင့်ပြီးမြေပြောင်းတိုင်းရမရလို့အခုဒီအခုရှင်ဒီကြာလို့မပီးသေးတာဒီတော့လိုင်းကြီးက အခုချိန်ကြီးကြာလို့မပြီးသေးတာဒီတော်လိုင်းကြီးကဒါကကျွန်တော်ရေးရေးကျွန်တော်ပြောရတဲ့မြေပြန့်တာတိုက်ရိုက်ရောက်ကြည့်ကြည့်လိုက်မြေပြန့်တာတေရှာစီစဉ်ကြည့်ကြည့်လိုက်တချို့သောမြေပြန့်နေမှာအာဖွဲ့စည်းတည်းရဲ့နမေတွေနဲ့အခြားခြားသောလူပုဂ္ဂိုလ်ရဲ့နမေတွေနဲ့လှုပ်ရှားတာတွေလည်းအများကြီးရှိတယ်လက်ရှိမြေပြန့်နေမှာလည်းနောက်ပြီးတော့တချို့ကျတော့ဆက်ကဆောက်ကြောက်ရမလားသူတို့ကြောက်ရမလားပြည်သူတွေကနှစ်ဖက်လုံးကြောက်နေတဲ့အရာတွေမှာလည်းရှိကြချို့နေမြေတွေမှာပေါ့နော်ကိုလူကိုကကိုလူကိုကကြောက်ရတာတစ်မျိုးဟိုဘက်ကဆက်ကဆောက်လူကိုကြောက်ရတာတစ်မျိုး အကြောက်တရားရင်နဲ့ပြည်သူတွေရက်တည်နေတဲ့တချို့သောနေမြေတွေမှာရှိတယ်ဗျာမရှိလို့လောက်စားပါကြားကြလို့ရှိကြီးခိုးရှင်ကြီးကကြားတဲ့ဆိုးဆိုးတဲ့စကပုံအတိုင်းဖြစ်နေတာဟုကတချို့သောနေရာတွေမှာတချို့သောမှန်မှန်ကန်စွာလုံနေတဲ့လူတွေဆိုလို့ဆိုရင်အပြောဆိုအာအထင်မကြီးကြဘူးဟုတ်မင်္ဂလာပါညီမရောအထင်မကြီးကြဘူးအပေကံဘဝနဲ့တောက်လျှောက်နေလာတယ်အဲ့အပေကံဒီလူတွေကပဲတော်လန်ကြီးကိုကိုကျိုးစွန့်ပြီးတော့လုံနေတဲ့လူတွေအများကြီးရှိတယ်ဒါကိုကျွန်တော်ရေးရေးပြောရဲတယ် အပယ်ခံနေရပဲတော်လိုင်းကိုလုံနေတာချို့တော့နာမည်ကြီးတဲ့လူတွေကြီးကြီးလိုက်ကားတွေတချို့တော့လူတွေကငွေနဲ့ပြတ်သွားတာကျွန်တော်ကျွန်တော်ရဲ့လက်တွေ့လက်တွေ့တွေအများကြီးရှိတယ်ကျွန်တော်နဲ့ညီကိုလိုခင်မင်းနဲ့ချို့ချို့တော့ခေါင်းဆောင်တွေရှိတယ်ပတ်စံနဲ့ရှိတော့ပတ်စံနောက်ကိုလိုက်ပြီးတော့မှအာမပြောရဲမဆိုရဲတာတွေအာပြောသမျှကိုခေါင်းညှိပြီးတော့မှလှုပ်ပေးနေရတဲ့တချို့တော့နာမည်ကြီးဆယ်လီတွေရောခေါင်းဆောင်တွေရောရှိတယ် ဒေါ်လာရေးစလုပ်တဲ့အချိန်နဲ့အခုချိန်နဲ့ဆိုလုံးဝကွာသွားတယ်။နောက်ပြီးတော့လောဆောင်ချက်တွေနဲ့ပွဲရမှာအထင်ကြီးနေတဲ့ချို့တော့သူရဲကောင်းနေချို့တော့ခေါင်းဆောင်တခေါင်းဆောင်တချို့ပေါ့ဘလောက်တော့ပိုင်ဆိုင်မှုတွေရှိနေပြီလဲဆိုတာအရင်စုံစမ်းကြည့်လိုက်ပါကျွန်တော်ပြောလို့မှစုံစမ်းတာမဟုတ်ပဲနဲ့ကိုယ့်ဟာနဲ့ကိုယ်တေချာချာအတွင်းလူသူတို့ရဲ့အတွင်းလူကိုကတ်ပြီးတော့မှတေချာချာလေးယုံကြည်မှုနဲ့မေးကြည့်ပါတော့ကျွန်တော်လည်းပြောချင်ပါတယ် Thank you.